ဒီနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့ဟာရဲရစာတိုက်ဆိုင်ပြီးတော့ကိုးကနန်းပိုင်ဆိုင်တဲ့နေ့ဖြစ်တဲ့အတွက်ဒီနေ့ကထူးခြားတဲ့နေ့ဖြစ်ပါတယ်အထူးသဖြင့်တော့ဆုံးရှုံးထားတာတွေပြန်ရတာမျိုးအလုပ်တွေခွင်းကြီးကောင်းတွေရတာမျိုးပညာရေးကိစ္စသင်တန်းကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်သွားတာမျိုးနိုင်ငံခြားကိုသွားဖို့လို့နိုင်ငံခြားထုတ်ဖို့စီစဉ်နေရတဲ့အောင်မြင်မှုအခွင့်အလမ်းရတာမျိုး စသည်အားဖြင့်ထူးခြားတဲ့ကံခွင်းလန်းကောင်းတွေရမယ် numerology ကဏ္ဍပေတွေတနင်္ဂနွေကိုကဏ္ဍဖြစ်ပါတယ်ရရဇာနေနဲ့တိုက်ဆိုင်တာဖြစ်တဲ့အတွက်အထူးအောင်မြင်ပါလိမ့်မယ်ဒီလိုနေ့မှာကံအထူးကောင်းမလို့တက်ဆိုရင်တော့ခနည်းတိုင်းများအနေနဲ့တမ္ပါတမ္ပုဒ္ဓောဆိုတဲ့ဂုဏ်တော်ကိုပွားထုံပြီးမနေ့သောသောမျက်နှာသိကြပါခင်ဗျာဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအစဉ်ပြေဖို့အနေရကင်းဖို့ကျမ်းမာဖို့ချမ်းသာအစဉ်ပြေဖို့အတွက်ဆိုရင်တော့မနေ့သောသောမှာမြတ်စွာဘုရားရှင်ကို သမင်းစီစန်းစာပြူစွန်လှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရလနာရီအတွက်ကတော့မာဘုဘေနနိယတနင်္ဂနွေနေ့ဘွားဘင်္ဂဘွားဇာတရှင်တွေဖြစ်ကြပါတယ်ဘင်္ဂလူရဲ့သဘောတရားအလွန်ကြိုးစားလုံလောက်ဖြစ်ပြီးယူသားပြီးတော့ခက်ခက်ခဲကြိုးစားပြီးအောင်မြင်ကြမယ်ဇာတရှင်များဖြစ်ကြပါတယ်ခင်ဗျာဒီနေ့အကျိုးပေးစိုးမှုကဏ္ဍကတော့ကိုးကဏ္ဍသုံးညာကဏ္ဍဖြစ်ပြီးတော့ငွေကန်ကောင်းမှုလို့တွေ့ဆိုရင်တော့မိမိတို့ရဲ့ပတ်စံရေးကိုတန်ရှင်းရင်လုံရင် မလိုတာတွေကိုဖယ်ထုတ်ပြီးရင်မွေးနှံ့တာပပြန့်သောအဖြစ်တနည်းဒါလုံးငွေကန်ကောင်းနေပါလိမ့်မယ်ဈေးကော်လက်ခော်ရရရာဖြစ်ကတော့ဆိုင်ရှိတဲ့တဲ့ကိုမျက်နှာမူပြီးဒီလိုနည်းမျိုးမှာအသီးတစ်မျိုးမျိုးစိုင်းရင်ဈေးရောက်ကောင်းမှုနဲ့ဆူတောင်းလိုက်ပါခင်ဗျာအယောင်ထားနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ကတော့တပြင်းညွန့်တညွန့်နဲ့ကုန်ပစ္စည်းတွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးရောင်းထောင်ဖို့ဆူတောင်းလိုက်ခြင်းအဖြစ်သိရသန်းသာအယောင်တော့အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ အမှုဂျုံနေတဲ့သူရဲ့အမိကိုတင်မောသည်အမှန်မှရေးပြီးတော့တိလာချင်းဆရာလေးတပါးပါးကိုလှူဒန်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူရှိတယ်ဆိုရင်တော့ဒီနေ့ဟာဓာတ်စာဖြစ်နေနွားနုစတိတောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အိမ်တော်ရဲ့အခြေမေတ္တာရေးကိစ္စတွေအဆင်ပြေဖို့အတွက်ကတော့မနေ့စောစောမှာပန်းပွင့်နေတဲ့အပင်ကိုရေသွန်းလောင်းရင်ဆူတောင်းလိုက်ကြပါခင်ဗျာ။